အဲလိပ်ပြာပေါ့တော့မလို့ပဲအကုန်လုံးအချစ်တီးကြာဆိုတော့လေ အဲချစ်တရားလဲကောက်ပါတယ်တကယ်ဖြစ်ဘလားမဖြစ်ဘူးလားဆိုတော့အာဖိုင်နယ်သွားဘလားမသိဘူးเนาะစီမီဖိုင်နယ်မှာပြုတ်ဘလားဖိုင်နယ်မှာပြုတ်ဘလားမသိဘူးအဲ့ဒီအချိန်မှာအာတိရကြည့်ရမှာပေါ့လေအာလိမ့်ပြာရောမလို့ချစ်ပြီးတော့မှအားပေးကြရအတွက်ကြောင့်ဘလို့လဲကျေးဇူးတင်ပါတယ်ပြီးတော့အာလိမ့်ပြာနဲ့ပတ်သက်တဲ့ comment လေးတွေဖတ်ရတဲ့အခါကျရင်ပရိသတ်ကအဲ့လိုမျိုးပေါ့တော့အမရဲ့အာသွားလာနေတိုင်းနှုတ်ရှားပြုတ်မှုပုံသီဆိုးပုံတွေကိုလို့အသေးစိတ်မှတ်ထားပြီးတော့မှပြောပြနိုင်တာကိုလည်းတွေ့ရတယ်အဲ့လိုဆိုတော့ ော်တော်လေးလည်းနီးစက်တယ်ပေါ့နော်အဲ့တော့ပြိတ္တရခက်မှန်းတာမှန်မလားအဲ program ကဘာဖြစ်မလဲဆိုတာတော့အဆုံးသက်မှာကြည့်ရမှာပါ ွဲတခြင်းတွေနဲ့အချစ်တခြင်းတွေကတော့လူတိုင်းအများဆုံးနဲ့နားထောင်ဆုံးတခြင်းတွေဖြစ်လေရှိပါတယ်။ဘဲဆိုတော်ရရဲ့တခြင်းတွေကိုအမှုပညာရှင်တွေကခန်းစားရွေးချယ်မယ်ဆိုတာကိုတော့ EAP ရဲ့ Music အစီအစဉ်ကနေဖော်ပြပေးတာပါပဲဖြစ်ပါတယ်ရှင်။ တော့လောလောဆယ်ကတော့ဒီလထဲမှာလဲတခြင်းဖတ်ဖို့ရှိတယ်။အဲ့ဒါတော့ Rebecca Way 20th anniversary jewel show ကတခြင်းလေးကိုပဲပေါ့တော့ music video ပုံစံရိုက်ထားတာလေးတစ်ပုဒ်နှစ်ပုဒ်လောက်ကို YouTube ပြဖို့ရှိရယ်။အဲ့ဒါပြီးသွားရတော့ November ထဲမှာလဲတခြင်းလေးတက်ဖို့ရှိရယ်။ပြီးသွားရင်တော့ December လောက်ကျရင်တော့အဲ့ jewel show program တစ်ခုလုံးကိုဟိုပြင်ဖို့ရှိပါတယ်။ အဲလိပ်ပြာပေါ်တော့မလို့ပဲအကုန်လုံးအချစ်တီကြာဆိုတော့လေအဲချစ်တီကလည်းကောက်ပါတယ်တကယ်ဖြစ်ဘလားမဖြစ်ဘူးလားဆိုတော့အာဖိုင်နယ်သွားဘလားမသိဘူးเนาะစီမီဖိုင်နယ်မှာပြုတ်ဘလားဖိုင်နယ်မှာပြုတ်ဘလားမသိဘူးအဲ့ဒီအချိန်ပါ အာတိရကြည့်ရမှာပေါ့လေအာလိပ်ပြာကိုမလို့ဖြည့်ပြီးတော့မှအားပေးကြရအတွက်ကြောင့်ဘလို့လဲကျေးဇူးတပါတယ်ပြီးတော့အာလိပ်ပြာနဲ့ပတ်သက်တဲ့ comment လေးတွေကိုဖတ်ရတဲ့အခါကျရင်ပရိသတ်ကအဲ့လိုမျိုးပြောတော့အမရဲ့တော်လာနေတိုင်းနှုတ်ရှားပြုမှုပုံဒီဆိုပုံတွေကိုလို့အသေးစိတ်မှတ်ထားပြီးတော့မှပြောပြတိုင်တာကိုလည်းတွေ့ရတယ်အဲ့လိုဆိုတော့တော်တော်လေးလည်းနီးစက်တယ်ပေါ့နော်အဲ့တော့ပရိသတ်ရဲ့ခံမှန်းတာမှန်မလားအဲ program ကဘာဖြစ်မလဲဆိုတာကိုတော့အဆုံးသက်မှာကြည့်ရမှာပါ new generation နဲ့ဆိုတော့လေ new version ဖြစ်သွားတာပေါ့တော့ပုံစံအစ်စ်လေးတစ်မျိုးဖြစ်သွားတဲ့အခါကျတော့ပြိသက်ကလည်းရသအစ်စ်တစ်မျိုးခံစားလို့ရတာပေါ့ဒီစစ်တွေကိုပြိသက်ကအာကြိုက်တယ်အရင် version တွေကိုအပေးတယ်ဆိုပေမဲ့လေဒီသူတို့ကြိုက်ခဲ့ခြင်းပုံစံကိုပဲနောက်ထပ်တစ်ပုံစံအနေနဲ့အာအခုလက်ရှိမှာလည်းသူတို့ကြိုက်နေတဲ့ data ရှင်တွေနဲ့ပေါင်းဆက်ပြီးတော့မှဖန်တီးထားတဲ့လူပညာအစ်စ်အနေနဲ့နောက်ထောင်ကတော့ပြိသက်အတွက်လည်းနောက်ထပ်ခံစားမှုအစ်စ်တစ်ခုဖြစ်မယ်လို့ချက်ပါတယ် ါတယ်ကိုယ့်သချင်းကိုတခြားလူတွေဆိုရင်လည်းကြိုက်တယ်ဘာလဲဆိုတော့ကိုကိုရိုင်းလည်းနားထောင်ဖြစ်တယ်ပေါ့နော်ဟောသူတို့ရဲ့ဖန်တီးမှုလေးကဒီလိုမျိုးပဲပြီးတော့ကိုယ့်သချင်းကိုပြန်ဆိုရဲဆိုကြတဲ့ကိုယ့်ကိုနှစ်သက်လို့အဲကိုယ့်အားပေးလို့ပြီးတော့ကိုယ့်သချင်းကိုနားထောင်လို့မှသူတို့ကပြန်ဆိုတာနော်ကိုကိုရိုင်းလည်းအတိုင်းပဲကိုကြိုက်တဲ့လူပညာရှင်တွေရဲ့ချစ်တွေကိုပဲကိုဦးစားပေးပြီးရွေးပြီးဆိုဖြစ်တယ်လေအဲလိုဆိုတော့ကိုယ့်သချင်းကိုပြန်ဆိုရဲဆိုရင်ပဲဝမ်းသာပါတယ် အာအဒီကလည်းပြပါလဲပြောပါရဲတပီးတယ်တပီးဆိုတော့အဒီစိုက်ဆုံးပဲတဲ့အာပြိတ်သက်ကလည်းတဲ့အဒီနဲ့အစိုက်ခက်ပြီးဖြစ်လိုက်ပဲလို့ဖြစ်တယ်တဲ့ဆိုတော့အစ်စလီကလည်းမမျောလင့်ပဲနေပေါ့တော့အများရဲအာပြိတ်သက်ရဲ့ရင်ထဲကိုရှိနေတယ်အခုချိန်ထိလည်းအလိုပေါ့လေကိုပြပါသွားတယ်လာတယ်ဆိုအစ်စလီဆိုပါဆိုရင်ကိုဆုပ်ပြတယ်ပေါ့တော့အာပြီးတော့ကိုကိုရိုင်းလည်းအစ်စလီကိုစိုက်ပါတယ်အဲ့လိုဆိုတော့ကွဲတွေပါသွားတယ်တခါလေးကြာအနီလေးနဲ့ဆိုရင်တော့မှလေး အတီးများဆိုလေမလားဆိုပြီးတော့ကိုကအဲ့လိုအတီးကိုကြည့်ရပေါ့ဘာမှမပြောပဲကြည့်ရဆိုအတီးကလေဆိုပါသပီးဆိုပါသပီးနဲ့လိုက်တဲ့အချင်းလေးရဆိုပြီးတော့လေအဲ့လိုပြောတဲ့အဆိုဖြစ်ပါတယ်ပရိသတ်ချက်ကအပေးမှုကိုစစ်ဆုံးပြပြချင်ပါတယ်ချင်းလေးနဲ့ရခဲ့တဲ့အတွက်ကြောင့်မလို့လေအပေးချက်ရိတ်တာအလုပ်ကျေးဇူးတင်ပါတယ် Don't love my name Yeah, no song, baby တာလေးအရင်တာဝန်ကြီးရယ်နည်းနည်းမဟုတ်တော်တော်ကြီးကိုတာဝန်ကြီးရယ်ဒါလဲဆိုတော့ရှေ့ရ talent ပေါ့နော်ရှေ့ရ artist ရယ်ပုံတိတ်ကြီးရအရင်ကြီးရယ်ပြီးတော့အဲ့တချင်းရယ် impact ပေါ့နော်ပြည်သက်တွေကနားထဲမှာစွဲနေတာသူတို့ကလေအလိုခံစားချက်တွေရောဒီတချင်းရယ်အအသွားလာတွေရောအဲ့လိုစာသားတွေရောအလုံးကစွဲညစ်နေတဲ့ခါကျတော့ဒါကိုကိုကမိအောင်လို့ဆိုဖို့ဆိုတာခက်တယ်တချင်းအစ်စ်တစ်ပုတ်အနေနဲ့ခံတီးလိုက်မယ်ဆိုလိုက်မယ်ဆိုကြကိုနဲ့နှိုင်းရှယ်စရာဘူးမှမရှိဘူး အခုကကြာရှေ့မှာပုံရိပ်အကြီးရှိရဟောပါကိုကအဲ့ဒီပုံရိပ်ကိုမပြက်စီးအောင်အဓိကတော့လေမပြက်စီးအောင်လို့ကိုကအဲ့ဒီတာဝန်ကြီးကြီးတဲ့ဟာကြတော့အဲနိုင်ငံတော်ကလည်းပြန်ဆိုတည်းဆိုဖို့ဆိုရင်အပတိုင်းပြောရတော့အဲ့လိုကြောက်တယ်ပေါ့နော်ကြာကြာကိုယ်တချို့ကိုဖျက်တယ်လို့ဖြစ်မလားပေါ့ဒါပေမဲ့လည်းတော်သေးတယ်ပြိသက်ကချစ်တဲ့မျက်စိနဲ့နားထောင်ပြီးတော့မှအဲကြည့်ပေးလို့လာတော့မသိဘူးပေါ့တော့ပြန်ဆိုသမျှတချို့တွေအကုန်လုံးမှာတော့တချို့ကိုဖျက်စီးရလို့ပြောခဲ့ရပြီးတော့မရှိခဲ့ဘူးတော့တော်သေးရပေါ့နော် KPS Creation YouTube Channel မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖို့ရသတင်းအသောများများနဲ့အခြားသောစီးတင်ကောင်းများစွာကိုတင်ဆက်ပေးနေတာမို့ Subscribe လေးလုပ်ထားပေးဖို့မိကြပါနဲ့ဦးနော်